ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းကံကြီးတောင်မြို့နယ်ကျုံရက်ကြီးပါမှာနေထိုင်တဲ့ကိုစန်းထုတ်ကိုအုပ်ချုပ်ရေးမှူးအဖွဲ့ကစစ်ဗိုလ်တန်းစစ်ခေါ်စာနဲ့ငွေညစ်တောင်းနေတဲ့အတွက်ကျိုးဆွဲချပြီးတတ်တည်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ3ရက်နေ့မှာကျုံရက်ကြီးရွာအချမ်းမတ်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးကျော်မင်းထွန်းရာရဲမှုဝင်းနိုင်လို့အဖွဲ့ကကြီးရွာထဲမှာနေထိုင်တဲ့ကိုစန်းထုတ်ကိုစစ်ဗိုလ်တန်းစစ်ခေါ်စာပေးပို့ခဲ့တယ်လို့သိရပါရတယ်။ဒါ့အပြင်စစ်မှုမထမ်းလိုပါက ငွေကျပ်နှစ်သိန်းခွဲပေးရန်အကြမ်းဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှုနဲ့အပေါင်းပါများကငွေညှိမှုများပါလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုလိုငွေညှိမှုများလှုပ်ဆောင်ခဲ့ခြင်းကြောင့်နိုဝင်ဘာလ9ရက်နေ့မှာကိုစန်းတော်ဟာကျုံရက်နဲ့မြင်းကစိတ်စက်တွေလမ်းမှာကျိုးဆွဲချတိတ်ဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပေဆုံးသွားတဲ့ကိုစန်းတော်မှာဇနီးနဲ့အတူအသက်၈နှစ်နဲ့အသက်၂နှစ်အရွယ်တမင်းငယ်၂ဦးကြံ့ရစ်ခဲ့တယ်လို့သိရပါတယ်။ အခုလိုမျိုးစစ်မှုထမ်းစစ်ခေါ်ခြင်းနဲ့ဝင်းကြီးချင်းခံရခြင်းကြောင့်ကိုစန်းထွတ်ကျိုးဆွဲချပြီးပေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကိုအကြမ်းဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးကျော်မင်းထွန်းရာရင်မှုဝင်းတိုင်းစစ်တပ်တောက်တိုင်းနမောနဲ့ တမ်းမီတို့ကရက်ကွက်အတွဲမှာကိုစန်းထုတ်ဟာအတွဲတွေရှိတဲ့အတွက်သူ့ကိုယ်သူတတ်တည်သွားခြင်းဖြစ်တယ်ဆိုပြီးကောလာဟာလာများဖြန့်ဝေနေတယ်လို့သိရပါတယ်။ဒါအပြင်ကိုစန်းထုတ်ရဲ့မိသားစုဝင်များကိုတေဆုံးတဲ့အကြောင်းရင်းကိုမတော်တဆဖြစ်ရကြောင့်တေဆုံးခြင်းသာဖြစ်တယ်လို့ပြောဆိုရန်ရုပ်အလောင်းကိုချက်ချင်းတကြိုးရန်အုတ်ချုပ်ရေးမှုကြော်မင်းတို့ကဖိအားပေးချင်းချောက်နေတယ်လို့သိရပါတယ်။ကိုစန်းထုတ်တေဆုံးမှုကိုအုတ်ချုပ်ရေးမှုကြော်မင်းတို့ဦးဆောင်တဲ့အဖွဲ့ကမတော်တဆကြောင့်တေတာအကျွေးတွေရှိလို့ကိုဘာသာကိုတတ်တည်သွားတာဆိုပြီးရက်ကွက်ထဲမှာကောလာဟာလာတွေလိုက်ပြောပြီးသတင်းလွှင့်နေတာ သူတို့စစ်မှုထမ်းကြီးဖီအားပေးတောင်းခံလို့စိုးစွဲကြတေဆုံးတာကိုလျှော့ဝှက်ထားပါတယ်အခုလဲမိသားစုကိုမတော်တဆဖြစ်လို့တေးတာပါဆိုပြီးတော့ပြောဖို့နဲ့အလောင်းကိုချက်ချင်းတကြိုးဖို့ဖီအားပေးပြီးတော့လှုပ်ဆောင်ခိုင်းနေတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ